အားလုံးပဲမင်္ဂလာပါရှင်။ Tomorrow Channel ရနေပြလေးကျူစလိုက်ပါရယ်။ဒီကနေ့မှလည်းအင်္ဂလိပ်စာလေ့လာနေသူတွေအတွက်အချိုးရှိပြီးအသုံးဝင်စင်မဲ့ speaking pattern တွေကိုထုံးစံအတိုင်းတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်။ကြည့်ရဆိုရင်အတူတူလေ့လာကြရအောင်။ပထမဆုံး pattern လေးကတော့ I don't care if subject plus verb ပေါ့နော်။ဒီ I don't care if ရဲ့ဒီ pattern ကလျှင်ဒါမှမဟုတ်ရင်းလဲဂယူးမဆိုင်ဘူးလို့ပြောချင်တာ။ တခုခုမတည်ကြတဲ့ကိစ္စတခုခုမဖြစ်သေးတဲ့ကိစ္စမျိုးမှဆိုရင်ဒီပတ်တန်နဲ့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကြည့်ကြအောင် I don't care if you see it I don't care ငါကယူမဆိုင် If you see it မင်းတာကိုမြင်လဲကယူမဆိုင်ဒါမှမဟုတ်မင်းတာကိုမြင်လျင်လဲငါကယူမဆိုင်ဘူးလို့ပြောချင်တာ I don't care if you tell a lie I don't care ငါကယူမဆိုင် if you tell a lie မင်းလိမ်ပြောရင်လည်းငါကယူမဆိုင်ဘူးဒါမှမဟုတ်မင်းလိမ်ပြောလည်းငါကယူမဆိုင်ဘူး I don't care if she doesn't love me I don't care ငါကယူမဆိုင်ဘူး If she doesn't love me သူမမချစ်လည်းငါကယူမဆိုင်ဒါမှမဟုတ်သူမမချစ်ရင်ငါကယူမဆိုင်နောက်ထပ်ပတ်တန်လေးကိုဆက်ပြသွားလိုက်ရအောင် I'm sorry but subject blah blah ပေါ့နော်ဒီ I'm sorry but ရဲ့အဓိပ္ပာယ်ကတခုခုကိုရှင်းရင်ကြီးကြီးနဲ့ညင်းမယ်ဆိုရင်ဒီပတ်တန်လေးကိုသုံးလို့ရတယ်နော်အဲ့တော့ဘယ်လိုလဲဆိုတော့ကြီးကြီးอ่ะဥပမာတယောက်ယောက်ကကိုယ့်ကိုပတ်စံလာချည့်ရပဲဆိုပါစို့အဲ့တော့ကိုယ်ကဘယ်လိုရှင်းကြီးကြီးနဲ့ညင်းမလဲ I'm sorry but စိတ်တော်မကောင်းပါဘူးဒါပေမဲ့ I can't help you ငါမင်းကိုမကူညီနိုင်ဘူးအဲ့တော့ ။တဲ့ပြောမယ်ဆိုရင်ငါမျိုးပတ်စံမချီးချင်ဘူးလို့ပြောချင်တာ ਨੇ အတူတူပဲ။အဲ့တော့ရင်ကြီးကြီးသုံးပြီးတော့စိတ်တော်မကောင်းပါဘူး။ဒါပေမဲ့ငါမင်းကိုမကူညီနိုင်ဘူးလို့ပြောချင်တာ။နောက်ထပ်ဥပမာလေးက I'm sorry but I will go. I'm sorry but อืมစိတ်တော်မကောင်းပါဘူးဒါပေမဲ့ I will go ငါသွားမှာ I'm sorry but I have to go now I'm sorry ငါစိတ်တော်မကောင်း but ဒါပေမဲ့လည်း I have to go now ငါအခုတော့သွားရတော့မှာဘယ်လိုမျိုးပေါ့နော်ရှင်ကြီးကြီးနဲ့ငင်းကျင်တဲ့အခါမျိုးတွေမှာဆိုရင်ဒီ I'm sorry but subject verb verb လေးကိုတွဲပြီးတော့သုံးလို့ရတယ်အဲ့တော့နောက်ထပ်ပတ်တန်လေးကိုဆက်ပြောကြည့်ချင်အောင်နောက်ထပ်ပတ်တန်လေးက there is no way to blood verb one ပေါ့နော်သူ့ရဲ့ဒီအတိတ်ဘယ်ကမဖြစ်နိုင်ဘူးလို့ပြောချင်တာအနောက်မှာ to blood verb one ကတခုခုကိစ္စရှိရတခုခုလုပ်ဖို့အတွက်ရှိရကိစ္စမျိုးဆိုရင်ဒီ to blood blood verb one လိုက်တယ်ပေါ့နော် အရောကြည့်ကြည့်အောင် There is no way to win the lottery. There is no way. မဖြစ်နိုင်အနောက်မှာစာကြောင်းကိုဆက်ကြည့်အောင် To win the lottery. ဒီပေါ့ဖို့အတွက်မဖြစ်နိုင်တခုခုလုတ်ဖို့ကိစ္စရှိရဲ့အခါမျိုးဆိုရင်နောက်မှာ2 block for 1ကလိုက်တယ်ပေါ့နော်။အော်နောက်ထပ်စာကြောင်းကိုကြည့်ကြည့်အောင် There is no way to explain. There is no way. မဖြစ်နိုင်ဘူး။ နောက်ကစာကြောင်းကြည့်ကြအောင် to explain ရှင်းပြဖို့မဖြစ်နိုင်ဘူးနောက်ဆုံးဥပမာလေးက there is no way to go by bus there is no way မဖြစ်နိုင်ဘူးဘာဖြစ်ဘာမဖြစ်နိုင်တာလဲ to go by bus bus ကားနဲ့သွားဖို့မဖြစ်နိုင်ဘူးဒီ pattern လေးလည်းလွယ်ပါတယ်အဲဆိုရင်နောက်ထပ် speaking pattern လေးကိုဆက်ပြီးတော့သွားလိုက်ရအောင် နောက်တစ် speaking button လေးကဒီ subject block bb ပေါ့နော် bb ဆိုတာ emissor westward ကိုပြောချင်တာနောက်မှာ dying to be block adjective လိုက်တယ်သူ့ရဲ့ဒီအဓိပ္ပာယ်ကတခုခုဖြစ်ချင်လုံးလို့အယူတစ်ပိုင်းကိုဖြစ်လို့လို့ပြောချင်တာဥပမာဆိုရင်ကျွန်တော်မင်းသားဖြစ်ချင်လုံးလို့အယူတစ်ပိုင်းဖြစ်နေပြီ तू ကမင်းသမီးဖြစ်ချင်လုံးလို့တစ်ပိုင်းအောင်တည်နေပြီဒီလိုမျိုးပြောချင်တဲ့အခါမျိုးဆိုရင်ဒီ pattern လေးကိုပြောလို့ရတယ်အဲ့တော့အကြည့်ကြည့်အောင် she is dying to be rich she is dying to she is dying သူမတော့ကိုတပိုင်းကိုသေးနေပြီဒါမို့အယူတပိုင်းဖြစ်နေပြီဘာဖြစ်လို့လဲ to be rich အရန်ချမ်းသာခြင်းနေရအဲ့တော့သူမအရန်ချမ်းသာခြင်းနေရကိုတပိုင်းကိုသေးလို့ဒါမို့အယူတပိုင်းကိုဖြစ်လို့ဒီနောက်ကဟာကဒီ adjective တွေလိုက်တယ်ပေါ့နော်ဒီ rich ကဒါ adjective ပါအဲ့တော့နောက်ထပ်စာကြောင်းကြည့်ကြည့်အောင် she is dying to be successful she is dying ကမအယူတစ်ပိုင်းဝင်ဖြစ်နေပြီဘာဖြစ်လို့လဲ to be successful အရန်အောင်မြင်ခြင်းနေရအယူတစ်ပိုင်းဝင်ဖြစ်နေပြီအနောက်မှာတခုခုကိစ္စရှိရယ်ဖြစ်ရှင်ကိစ္စရှိရယ်အခါမျိုးဆိုရင်တော့ to blood vessel one သုံးတယ်ဒီမှာဆိုရင်တခုခုဖြစ်ရှင်တာမျိုးတွေဆိုလို့ရှိရင် to be blood agitated လိုက်တယ်ပေါ့နော်အဲ့တော့နောက်တစ်စာချောင်းကြည့်ကြည့်အောင် she is dying to be famous she's dying သူမအယူတပိုင်းအောင်ဖြစ်နေပြီဒါမှမဟုတ်သူမတေမလောက်ဖြစ်နေပြီဘာဖြစ်ချင်လို့လဲ to be famous နာမည်ကြီးခြင်းနေရအဲ့တော့သူမတေမလောက်အောင်နာမည်ကြီးခြင်းနေရဒီ pattern လေးလည်းလွယ်ပါတယ်အဲဆိုနောက်ထပ် pattern ကိုဆက်ပြသွားလိုက်ရအောင်နောက်ထပ် pattern ကလည်း subject plus ဒီ bb ပေါ့နော် bb ဆိုတာ msr west way ကိုပြောတာပါ forbidden to blood for one နောက်မှာ for one လိုက်တယ်အရှိတ pattern ဒီမှာပြောခဲ့သလိုပဲ နောက်က2 blood for 1ကကိစ္စတစ်ခုခုလုပ်ဖို့အတွက်ရှိရဆိုရင်ဒီ2 blood for 1လိုက်တယ်ပေါ့နော် forbidden ကတားမြစ်ခြင်းခံရတာအဲ့တော့ကြည့်ကြအောင် i'm forbidden to go i am subject i'm got ဒီမှာ b b ပေါ့နော်ဒီ m is a was where ရဒီ m ကိုသုံးတယ် i မဟုတ်လို့ m သုံးတယ်ပေါ့နော် forbidden တားမြစ်ခြင်းခံရတယ်ဟုတ်ပြီဘာဖြစ်လို့တားမြစ်ခြင်းခံရမှာလဲဘာလို့ဘူးလဲ to go သွားဖို့အတွက်တားမြစ်ခြင်းခံရတာ အနောက်မှာကိစ္စတခုခုရှိရဖြစ်ရတခုခုလုပ်ဖို့အတွက်ရှိရဆိုရင်ဒီ2 black ပုံဝင်လိုက်တယ်ပေါ့နော်နောက်ထပ်စာကြောင်းလေးက I'm forbidden to use the internet I'm forbidden ကျွန်တော်တားမြစ်ခြင်းခံရတယ် to use the internet အင်တာနက်သုံးဖို့တားမြစ်ခြင်းခံထားရတယ်ခံရတယ်ပေါ့နော် I'm forbidden to talk to you. I'm forbidden. ကျွန်တော်တားမြစ်ခြင်းခံရတယ် to talk to you. မင်းနဲ့စကားပြောဖို့အတွက်တားမြစ်ချင်းခံရတယ်။နောက်ထပ်ပတန်းလေးကိုဆက်ပြီးတော့သွားလိုက်ရအောင်။နောက်ထပ်ပတန်းလေးကတော့ person blood home blood subject blood valve ပေါ့နော်။ဒီပတန်းရဲ့အဓိပ္ပာယ်ကဟိုရှေ့က person ကိုအထူးပြုမဲ့ဟာပေါ့နော်။ home ရဲ့အဓိပ္ပာယ်ကဘသူကိုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။တခုခုကိုစားပြုမဲ့ပေါ့နော်။အဲ့တော့ကြည့်ကြ။ The teacher home we respect the teacher ကဒီမှာ person နေရာမှာတုံးတယ် whom we respect whom ကိုခဏထားခဲ့ပြီးတော့နောက်က we respect ကိုကြည့်ကြည့်အောင်လေးစားရရဲဟုတ်ပြီအဲ့တော့ whom ကိုခဏထားပြီးတော့စာကြောင်းတစ်ခုလုံးဆက်ကြည့်မယ်ဆို the teacher we respect the teacher ဒါကတော့ဆရာပေါ့နော် we respect လေးစားရဲဆရာအဲ့တော့လေမှာ whom လေးကိုပြန်ထည့်လိုက်မယ်ဆိုရင်ဒီ whom က the teacher person ကိုအထူးပြုရဲပေါ့နော်အဲ့တော့ ကျွန်တော်တို့လေးစားရတဲ့ဆရာအလယ်မှာ home ထည့်ပါတယ်နောက်ထပ်စာကြောင်းလေး The boy whom we love The boy ဒါကကောင်းလေးပေါ့နော် person we love ကျွန်တော်တို့ချစ်ကြတယ်အဲ့တော့အလယ်မှာ home ကိုထည့်လိုက်မယ် home ကအရှိအ The boy ကိုကိုစားပြုတယ် pronoun ပေါ့နော် home ကအဲ့တော့ကျွန်တော်တို့ချစ်ကြတယ်ကောင်းလေး The girl whom I know The girl ကောင်းပါလေး whom i know ကျွန်တော်သိတယ်ကောင်းပါလေဒီပတန်လေးလည်းလွယ်ပါတယ်အဲ့နောက်ထပ်ပတန်ကိုဆက်ပြီးတော့လိုက်ရနောက်ထပ်ပတန်ကကြတော့ that is ဒါမှမဟုတ် that's why subject plus verb ပေါ့နော်ဒီ that is လို့မပြောဘဲနဲ့ that's လည်းပြောလို့လည်းရတယ်ပေါ့နော်သူ့ရဲ့ဒီအတိအပယ်ကဒါကြောင့်မဟုတ်လို့ဒါဖြစ်တာဆိုတဲ့အတိအပယ်မျိုးနောက်မှာ subject နဲ့ verb လိုက်မယ်အဲ့တော့ကြည့်ကြ That's why I like it That's why. Da jiao mo I like it. Nga arao chai da. Nga arao ni da da. Now ma subject like that. That's why I don't trust him. That's why. Da jiao mo I don't trust. Nga du him. naga. That's why I don't trust him. Da jiao mo lu. Nga That's why she's crying. That's why. ဒါကြောင့်မို့လို့ she's crying သူမငိုနေတာကို That's why အတိတ်ပဲဟိုကဒါကြောင့်မို့လို့ဒါဖြစ်တာဆိုတဲ့အတိတ်ပဲမျိုးဒီ pattern လေးလည်းလွယ်ပါတယ်အောက်တော့နောက်ထပ် pattern ဆက်ပြသွားလိုက်နောက်ထပ် pattern လေးကတော့ that it's what subject love verb ပေါ့နော်ဒီသူ့ရဲ့အတိတ်ပဲကအကြာကဒီအရာဖြစ်တယ်လို့ပဲပြောနေတာပေါ့နော်တခုခုပြန်ညွှန်းကျင်တဲ့အခါမျိုးမှာဆိုရင်ဒီ pattern ကိုသုံးတယ်အဲ့တော့ကြည့်ကြ That is what he said That is အဲ့ဒါက what he said သူပြောခဲ့တဲ့ဟာပဲလေဒါမှမဟုတ်သူပြောခဲ့တဲ့အရာပဲလေ that it's what he did that it's အတားက what he did သူလုပ်ခဲ့တာပဲလေတခုခုကိုကိုကပြန်ညှိုးချင်တာမျိုးဆိုရင်ဒီပတန်ကိုသုံးတယ် that it's what he will buy that it's အတားက what he will buy သူဝယ်မဲ့ဟာပဲ ဒီ what ရဲ့နောက်မှာအကုန်လုံး subject နဲ့ verb လိုက်တယ်ပေါ့နော်ဒီ subject နဲ့ verb လိုက်တဲ့နေရာမှာ future လဲလိုက်ခြင်းလိုက်မယ်ဒါမှမဟုတ် past တန်လဲလိုက်ခြင်းလိုက်မယ်ပေါ့နော်ဒီ pattern လေးကလည်းလွဲပါတယ်အဲ့တော့နောက်ထပ် pattern လေးကိုဆက်ပြီးတော့သွားလိုက်ရနောက်ထပ် pattern လေးကကျတော့ it is all right to blood for one ဒီ pattern လေးကနောက်ထပ်ဘာနဲ့တူတူပဲလဲဆိုရင် it is okay to blood for one နဲ့အတူတူပဲဘို့ဒါမှမဟုတ်ရန်အဆင်ပြေတယ်လို့ပြောချင်တာ It is alright to make an appointment. It is alright to palo to make an appointment. appointment，请来的先别话嘞。但么 right appointment It is alright to take part. It alright to take part， ပါဝင်တာအဆင်ပြေပါ take part ကဒီတစ်ခုခုမှကိုကပါဝင်တာမျိုးအအကစားပွဲမှာဖြစ်တစ်ခုခုမှပေါ့နော်အဲ့လိုပါဝင်တာမျိုးဆိုရင်ဒီ take part နဲ့သုံးလို့ရတယ်နောက်တစ်စာကြောင်းလေးက it is alright to take advice it is alright အဆင်ပြေပါတယ် to take advice အကြံဉာဏ်ယူရတာအဆင်ပြေပါတယ်အကြံဉာဏ်ယူဖို့တော့အဆင်ပြေရတယ်ပေါ့နော်ဒီအနောက်က2 blood for 1เนี่ยအရှိမပြောခဲ့တဲ့အတိုင်းပဲတခုခုကိစ္စရှိတယ်ဖြစ်ရတခုခုရှိတယ်ဆိုရင် ဒီ two blood for one light တယ်ပေါ့နော်အဲ့တော့နောက်ထပ်စာကြောင်းကိုကြည့်ကြအောင်နောက်ထပ်စာကြောင်းကကြတော့ it's it is okay to blood for one အရှိက it is alright နဲ့တူတူပဲအဆင်ပြေပါတယ်ပဲသူလည်းအဲ့တော့ကြည့်ကြအောင် it is okay to take place it is okay to take a while it is okay to take place it is okay to အဆင်ပြေပါတယ် ဘာလို့ပို့တယ်လဲ to take plates နေရာယူရတာအဆင်ပြေပါတယ်ဒါပေမဲ့နေရာယူဖို့အတွက်အဆင်ပြေရပေါ့နော်သူပြောချင်တာမျိုးဆိုရင်ဒီလို is okay to နဲ့လည်းသုံးလို့ရတယ်လို့ it's all right နဲ့လည်းသုံးလို့ရတယ်နောက်တစ်စာကြောင်းက it is okay to take a while it is okay to it is okay အဆင်ပြေပါတယ် to take a while အချိန်ယူရတာအဆင်ပြေဒါပေမဲ့အချိန်ယူဖို့ရင်အဆင်ပြေတယ် ဖို့ရန်ပေါ့နော်ကိစ္စတစ်ခုခုရှိတဲ့အခါမျိုးမှာဆိုရင်ဒီ2 blood 1နေရာနောက်မှာလိုက်တယ်နောက်ထပ်စာကြောင်းလေးက it is okay to take a picture it is okay အဆင်ပြေပါတယ် to take a picture တပုံရိုက်ရတာအဆင်ပြေပါတယ်အဲ့တော့ကျမတို့ကဒီတပုံရိုက်မယ်ဆိုရင်ဒီ take a picture နဲ့ပဲသုံးတယ်ပေါ့နော်ဒီ pattern လေးလည်းလွယ်မယ်လို့ပြောလဲပါတယ်အဲ့တော့နောက်ထပ်ပတ္တန်ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်ပတ္တန်ကကြတော့ instead of blood VNG ပေါ့နော်သူ့ရဲ့အတိတ်ဘယ်ကဒီတခုခုလုံနေမဲ့အစားဒါလေးလုံလိုက်ပါလားလို့ပြောချင်တာအဲလိလာကြည့်အောင် instead of clicking your phone you should read instead of clicking your phone phone ကလိနေမဲ့စား clicking ကဒီမှာကလိရပါနော် your phone အဲ့တော့မင်း phone ကလိနေမဲ့စား you should read စာဖတ်တဲ့နေဒီကျမတို့တခုသတိထားရမှာက instead of blood vine g နဲ့တုံးနေဆိုရင်ဒီနောက်မှာစာကြောင်းဆက်မယ်ဆိုရင်အလဲကိုကျမတို့ကော်မာကုတ်ရတယ်ပေါ့နော်ကော်မာလေးပါမှစာကြောင်းကမှန်တာပေါ့နော်အဲ့နောက်ထပ်စာကြောင်းကိုဆက်ပြောကြည့်ကြအောင် instead of playing the game you should study english instead of playing the game ဂိမ်းစောနေမယ်အစား you should study english english စာလေ့လာသင်တယ် should ကဒီမှာသင်တယ်ပေါ့နော် တခုခုကိုကိုအကြံပေးတာမျိုးဆိုရင် shoot နဲ့သုံးလို့ရတယ်။နောက်တစ်စာကြောင်းလေက instead of gossiping you should do something instead of gossiping gossip ကဒီမှာအတင်းထုတ်တာပေါ့နော်ဒီမှာတော့ fine ကြီးသုံးတယ် gossiping အဲ့တော့ instead of gossiping အတင်းထုတ်နေမဲ့အစား you should do something မင်းတခုခုလုပ်နေတဲ့နေဒီလိုမျိုးပြောချင်တာပေါ့နော်ဒီ pattern လေးလည်းလွယ်ပါတယ်အဲ့တော့နောက်ထပ် pattern လေးကိုဆက်ပြီးတော့တွေ့လိုက်ရအောင် နောက်ထပ်ပတ်တန်လေးကကြတော့ would rather than ပတ်တန်လေးပေါ့နော်။သူကကြတော့ဒီ would rather ရဲ့အရှိမ subject လာမယ်။နောက်ပြီးရင်ဒီ would rather နဲ့ than နဲ့ကြားတဲ့ကို verb တွေလိုက်မယ်ပေါ့နော်။ပြီးရင်နောက်မှာစာကြောင်းတွေဆက်လိုက်မယ်ပေါ့။အဲ့တော့ကြည့်ကြအောင်။သူ့ရဲ့ဒီအတိတ်ပဲကကြတော့ဒီကလောရတဲ့ဟိုကလောရတာကိုပိုကြိုက်တယ်လို့ပြောချင်တာ။အဲ့တော့လေ့လာကြည့်အောင်။ပထမဆုံးစာကြောင်းလေးကကြ I would rather buy a car than buying a bike. I would rather buy a car. ကားဝယ်ရတာကိုပို့သဘောကြတယ်။ဘာထက်လဲ than buying a bike. ဆိုင်ကယ်ဝယ်တာထက်ကားဝယ်ရတာကိုပို့ကြိုက်တယ်။နောက်ထပ်စာကြောင်းလေးက I would rather stay than go. I would rather stay. ကျွန်တော်နေတာကိုပို့သဘောကြတယ်။ဟုတ်ပြီ။ဘာထက်လဲ than go. သွားတာထက် ော့ကျွန်တော်သွားတာထက်နေရတာကိုပိုသဘောကျတယ် I would drink I would rather drink tea than drink coffee I would rather drink tea အော်လပည့်ရတော့ရအောင်သဘောကျတယ်ဘာထက်လဲဆို than drink coffee အော်ကျွန်တော် coffee တောက်တာထက်လပည့်တော့ရအောင်ပိုကြိုက်တယ်ဒီပတ်တန်မှာဆိုရင်ဘာသာပြန်မယ်ဆိုရင် ကိုမကြိုက်တဲ့အရာကိုရှေ့မှာထားပြီးတော့ကြိုက်တဲ့အရာကိုနောက်မှာထားရတယ်ပေါ့နော်။တခုခုထက်ဒီကလောရတာထက်ဟိုကလောရတာကိုပိုသဘောကျတယ်။ဒီပတန်လေးကလည်းရွယ်ပါတယ်။နောက်ထပ်ပတန်လေးကိုဆက်ပြီးတော့သွားလိုက်အောင်။နောက်ထပ်ပတန်လေးကကြတော့ subject who ပြင်အလေမှာကကြတော့ Mr. Westway Blood Fine ချလိုက်မယ်။သူ့ရဲ့အတိတ်ဘယ်ကနေတော့ပေါ့နော်။ဒေါနဲ့ကောက်မယ်။ အဲ့တော့ကြည့်ကြအောင် the boy who is sitting the boy ဒါကောင်လေးပေါ့နော် who is sitting ထိုင်နေသောကောင်လေးနေသောပေါ့နော်နောက်မှာ find ကြည့်လိုက်တယ်ဒီမှာတော့ is နဲ့သုံးထားတယ် the boys who are reading the boys ကောင်လေးများ who are reading စာဖတ်နေကြသောကောင်လေးများ the girl who was crying the girl ကောင်မလေးပေါ့နော် who was crying ငိုနေခဲ့တော့ကောင်းပါလေ who ကဒီမှာအရှိက subject ကိုအထူးပြုတာပေါ့နော် the person တွေကိုအထူးပြုတယ်ဒီ pattern လေးလည်းလွယ်ပါတယ်သင်ပြပေးသွားတဲ့ pattern တွေအားလုံးကလွယ်ကူမယ်လို့မျှော်လင့်ပါတယ်ကြားဆိုရင်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်နောက်ရက်ဒီမှာလည်း English Brothers ကနေပတ်သက်ပြီးနေ့စဉ်သင်ကြားပြသပေးမှာဖြစ်လို့စိတ်ဝင်စားရဆိုရင်ကျမရဲ့ channel ကို like and subscribe okay people mamine no alone just demarshin